အားလုံးပဲမင်္ဂလာပါခင်ဗျာ Hyperdity Channel ကနေလူထုစွာနှုတ်ဆက်တာလိုက်ပါရယ်ဟုတ်ကဲ့ပါဒီနေ့မေလ9ရက်နေ့ကျွန်တော်တို့ရဲ့ Hyperdity Channel ကနေတင်ဆက်ပေးမယ်ဝင်းနေစီတောင်းစီစဉ်မှာပါဝင်လာတဲ့မွေးနေ့ရှင်ရတော့နေပြည်တော်တကုံမျိုးနဲ့ကံလာအုပ်စုဖြူချိုင်းကြီးရောမှာနေထိုင်နေဒါလီမောင်ဆွဲဝေယံဦးပဲဖြစ်ပါရယ်ခင်ဗျာ Happy birthday ဒီနေ့မေလ9ရက်နေ့မှာရောက်ရှိလာတဲ့ဒါလီမောင်ဆွဲဝေယံဦးရဲ့ ဝင်းနီယံမြက်လေးကိုတော့ခိတလာဦးနိုင်ငံမှာရောက်ရှိနေတယ်ဖေဖေဦးကြီးဝေနိုင်နဲ့မိမီတိုကီတာထီလူကနေဝင်းနီစုမကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါရယ်ခင်ဗျာဟုတ်ကဲ့ပါတာလီမောင်ဆွေဝေယံဦးရဲ့ဝင်းနီယံမြက်လေးကိုချီးဖေဖေနဲ့မိမီစီတောင်းမိထားတဲ့ဝင်းနီစီတောင်းလေးတွေရတော့ပြပတိဝတသားကြီးဒီနေ့ရောက်လာတယ်တသားလေးရဲ့ငါးနှစ်ပြည့်မွေးနေ့လေးကိုဖေဖေနဲ့မိမီဝေးရနေစီတောင်းပေးပါရယ်ခဏလေးခွဲနေရတာဖေဖေမိမီနဲ့တသား အမြဲတူနေရဖို့ပါတသားလေးကျမပြောရှင်ပြီးစိတ်ချမ်းသာစရာဘဝကိုပိုင်ဆိုင်နိုင်ပြီး အောင်မြင်မှုတွေကိုရယူနိုင်ပါစေလူချစ်လူခင်လည်းပေါများပါစေလူရမန်သမ ्या ပြည်စုံနဲ့ညာတဲ့သူတွေကောင်းလေးလည်းဖြစ်ပါစေမိဘအောင်လို့ကြည်ပြည်စုနိုင်နဲ့တားလိမ်မာလေးဖြစ်ပါစေချီးရတဲ့မိသားစုနဲ့အတူနေရတဲ့အချိန်မှာပူပင်တော့ကကင်းသွားဖြစ်တန်းနိုင်ပါစေကြည်ပြင်းလာမဲ့တားလေးရဲ့ဘဝလေးဟာရေလိုအေးပန်းလို့ချမ်းမြေ့ပြီးတော့လူရပန်းနိုင်ခလုံးမထီပေမရှိပဲ။ အောင်မြင်မှုများသောပိုင်ဆိုင်နိုင်ပါသည်မိဘဆွေမျိုးများနဲ့ခုနှစ်ရဲ့သားသမီးများအပေါ်ကောင်းကျိုးပြုနိုင်တဲ့တန်းကောင်းရတနာလေးဖြစ်ပါသည်ပေးကမ်းနိုင်သောလက်တစုံကိုပိုင်ဆိုင်နိုင်ပါသည်အမားမှန်ခွဲခြားနိုင်တဲ့သူတော်လူကောင်းလေးဖြစ်ပါသည်တော်လီယာလာလီယာခလုံးမထီစုမင်းကြီးပဲသူတော်ကောင်းများနဲ့သာတွေ့ဆုံနိုင်ပါသည်သူကျွထမြတ်သောသူတော်လူကောင်းလေးဖြစ်ပါသည်ဖဖေမေမေတိတ်ကြီးရတဲ့တသားလေးဆိုပြီးတော့ဒါလီမောင်ဆွဲဝင်ရန်ဦးရဲ့ဝင်းနေရမြက်လေးကို ဖေဖေဦးရီဝေနိုင်နေဓမီတော်ကီတွေ့ထီးလူကနေငွေနည်းစမှုအကောင်းလေးတောက်ဆုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါတာလီမောင်ဆွဲဝင်ရင်ဦးရီပီပတီတီယူ channel ကနေလည်းဒီနေ့မေလ9ရက်နေ့မှာရောက်ရှိလာတယ်တာလီရဲ့မွေနေ့ရဲ့မျက်လေးကိုတက်စစ်မွေနေ့စမှုအကောင်းလေးတောက်ဆုပေးကြပါတယ်ဒီပီပတီပါနော်ဝင်းနေ့ကနေစပြီးတော့ချီးရတဲ့မိသားစုနဲ့အတူနောက်နေ့ပေါင်းတရာတိုင်းပြောင်းရွှင်သွားနေထိုင်နိုင်ပါသည်၄ရက်တိုင်းကိုအချမ်းစွာဖြစ်တန်းနိုင်ပါသည် မိဘကိုကျေးဇူးပြုနိုင်ပြီးတော့နောက်နောက်ကမှထွန်းလင်းတော့ပါတယ်ပညာတကြီးလည်းဖြစ်ပါသည်မျက်နှာမြင်ချစ်ခင်တန်ကြာတနာပါသည်ဆိုတဲ့ဆုကိုပိုင်ဆိုင်နိုင်ပြီးတော့ချစ်သူခင်သူပေါ်များပါသည်ကတိတုံးပါယနေ့မင်းသားပါဘေးရန်ဒီလည်းခင်ဝင်နိုင်ပါသည်တက်ရှိကျမ်းမပြောရှင်ပြီးတော့ကောင်းသားလူရင်းစနတ်မန္တများပြေဝပါသည်လို့ဒီနေ့မေလ9ရက်နေ့မှာရောက်ရှိလာတယ်ဒါလိမောင်ဇွဲဝင်းရန်ဦးရဲ့မွနီရဲ့မျက်လေးကို Happy Birthday to you channel ရနေလေ ဖက်စိတ်မွေးနေ့ဆွေးမွေးကောင်းလေးတောင်းဆိုပေးလိုက်ပါရနော်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ရရှိလာတဲ့မွေးနေ့ရှင်ပါဝင်ကျွန်တော်တို့ပြည်သူတွေအားလုံးအေးတမ်းတရတဲ့အချိန်တွေကိုအမြဲပိုင်ဆိုင်နိုင်ပါစေလို့ Happy Birthday to you channel ကနေစတောင်းမြတ်တာပို့သပေးလိုက်ပါရခင်ဗျာ Happy Birthday